ဘာမှတကယ်တတိရှိတော့ဘယ်လိုပြောရမလဲဒီဖင်းတို့တမီးဆိုရင်ညီမကိုယ်တိုင်မူရင်းဝှထုစာရေးဆရာတော်ဒီဇက်ကိုရိုက်ဖြစ်မယ်လို့တကယ်မထင်ခဲ့ဘူး။ဘာလို့ဆိုကိုဖန်နေရတဲ့ကဘာကြောင့်ကိုသိတယ်။ဒါညီမပြောသလိုညီမနိုင်ငံ Trump မဟုတ်ဘူး။ဒီလိုဆက်မျိုးဆောင်ညီမနိုင်ငံမှာတခါမှမရိုက်ဖြစ်မှာမရှိဝေဖန်မှုတွေပါလို့ဆိုလည်းရှိမှာပဲလေ။အော်ညီမကြတော့နည်းနည်းစိတ်ကူးရင်စံတယ်ပေါ့နော်။စိတ်ကူးရင်စံတော့ညီမရဲ့ character တွေကပြောရမယ်ဆိုရင်တော့အပြင် vlog ကနေတိတ်ပြီးတော့မနှီးစက်တာများတယ်ပေါ့နော်။ ိတ်ဆောင်ရေတော့မမရ6လလောက်ကြာပါတယ်ဟုတ်ကဲ့ဟုတ်အချိန်ကြာပြီးဖန်ပြီးခဲ့တဲ့ဇလန်းပေါ့နော်ဟုတ် အာโอเคရှင်ဟောအာညီမကတော့ဗောနော်ဒီဘင်းသတို့သမီးအဲဇလန်တွဲရဲ့ဝင်းစာရေးသူတဖြစ်လဲဗောနော်ဇညွန်းဖြူကွမ်းပြန်ခွဲထားတဲ့ဇညွန်းရေးသူပါဟုတ်ကဲ့ရှင်ဟောကိုရဲ့ဆက်ဘူးအာပထမဆုံးရိုက်ဟောဇညွန်းစာရေးတဲ့ကတော့မလွင်ရသေးဘူးဗောနော်ဒါတော့ဒရိုက်တာအမမက်ချော်နင်းဒီပဲရိုက်တာပါမဟာချန်နေကနေရိုက်တဲ့ဒုတိယမြောက်တစ်ထပ်ပါရှင်ဟုတ်ကဲ့အော်ပထမကတော့ဒီလိုပဲဗောနော်အပထမကကတော့ရိုမန်ဒရမာဗောနော် အဲဒီဇက်ကတော့ဘင်းသူတို့သမီးလိုဇက်ရင်မျိုးတော့မဟုတ်ဘူးသူကဟိုအိမ်တော်ကြီးလည်းပါတယ်ပြီးတော့ဒရမာလည်းပါတယ်ပေါ့နော်အချစ်လည်းပါတယ်အဲ့လိုဇက်လမ်းလေးပါဟုတ်ကဲ့ရှင်အော်ညီမကြတော့နည်းနည်းစိတ်ကူးရင်ဆန်တယ်ပေါ့နော်စိတ်ကူးရင်ဆန်တော့ညီမရဲ့ character တွေကပြောရမယ်ဆိုရင်တော့အပြင်လောကနဲ့တိတ်ပြီးတော့မနီးစက်တာအများတယ်ပေါ့နော်ဥမာဘင်းသူတို့သမီးဆိုလည်းဒီစိတ်ကူးရင်စိတ်ကူးရင်ကဘာတစ်ခုအဲ့လိုမျိုးတိဆောက်ထားတာဆိုတော့အပြင်လောကနဲ့တိတ်ပြီးမနီးစက်တဲ့ character တွေတော့များပါတယ်ဟုတ်အာအမှန်တိုင်းပြောရရင် ဟုတ်ဒီပေါ့နော် online စာရေးသူအနေနဲ့ရှိလာတော့6နှစ်လောက်ရှိပြီနော်ဒါဒူထဲမှာထပ်ခွင့်ရကြတော့ဒါညီမရဲ့ပထမဆုံးဇလန်းတွဲပါပထမဆုံးဇလန်းတွဲဦးမှာပထမဆုံးဇန်ညုံရေးကိုခွင့်ရရခဲ့တာပေါ့နော်မနှမ်းပြောရရင်ဇန်ညုံရေးကလုံးဝအဆင်တသက်ပဲဇန်ညုံလည်းမရေးတတ်ဘူးအဲတစ်ခါမှလည်းမရေးဘူးဒါမဲ့ဒီအမမကြော်နေစီကဒီဇက်ကိုပေါ့နော်ညီမကညီမစာမူရင်းစာရေးသူဖြစ်တဲ့အတွက်သူကညီမကိုကိုယ်ဇက်ကိုယ်ပိုင်ဇန်ညုံပြန်ပြီးရေးပြေးရေးပေးစေချင်တယ်အဲ့အတွက်လည်းသူကအဆက်ဆက်အရာတင်ပေးပြီးတော့ဆွဲခေါ်ခဲ့တာပါ ဟာနိုင်ပြောရင်ကာကျင်းနေအတီကိုဘာမှမသိစဉ်းဉင်းပညာနဲ့ပတ်သက်ပြီးတော့လေဒါကိုရဲ့မူရင်းမူရင်းဒါဇလန်လန်ဇလန်ဆိုတော့အမကလည်းရေးစိတ်ခြင်းနဲ့သူကအဆဆအရာကုညီပေးခဲ့ပေါ့မနိုင်ပြောရရင်ဒီထဲမှာပဲထွက်ခွင့်ပါလေရပါဘာသနာပါပေမဲ့ဒီဘက်အဲဇညုံဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှမသိခဲ့ဘူးဘာမှမသိခဲ့တဲ့ဟာကိုပါအမကိုရရဲ့ဝင်နဲ့ဆွဲခေါ်ပြီးတော့အဲ့လိုမျိုး လုပ်ပေးကြတာ။အာကျွန်တော်အမအရန်တတိရှိရယ်။ခုလိုအစ်စ်ပေါ့နော်။ဇညိုးပညာနဲ့လုံးဝအစိမ့်တသက်ဖြစ်နေတဲ့အတ္တိယကိုဆွဲခေါ်ပြီးတော့ဒီလိုပထမဆက်ဆိုရင်ညီမတို့25ပိုင်းမဟာချန်နယ်မှာတော့25ပိုင်းရေးရတာ။25ပိုင်းရေးရတာသူလည်းပြန်မှန်းလာပေါ့နော်။ကိုကဘာမှမသိဘူးဆိုတော့ကိုစီက တင်ပြလိုက်တဲ့စာတို့တခါပြန်စစ်အဆင်မပြေစဲဒီနားလေးအဆင်ပြေဒီနားလေးပြန်ပြင်ပြီ။ तू ကကိုယ်ပြင်ရင်းနဲ့တင်ပေးွားပါဘောနော်။အဲကြောင့်ကိုကလည်း तू ပြောသမျှတော့နောက်ကနေလိုက်လို့လိုက်လို့လိုက်လို့နည်းနည်းပါးပါးအဲ့လိုမျိုးတည်လာပြီးတော့ဘင်းတို့သမီးကြတော့အရင်ကထက်နည်းနည်းပိုပြီးဆင်ပြေလာတယ်ဗောအဲ့လောက်ပါပဲ။အခုထိတော့အများကြီးလိုပါသေးတယ်။အမှန်တိုင်းပြောရရင်တော့ဒါကတော့အခွင့်အရေးတစ်ခုပေါ့နော်။အခွင့်အရေးတစ်ခုလည်းဖြစ်တဲ့ပြင်ကိုဘယ်လိုပြောရမလဲ။ဝိထုဖန်နေအတွက်လည်းပထမဒါကတော့ဘယ်လိုပြောရဝိထုဖန်နေကလည်းသူတို့စိတ်ကူးထဲမှာပုံဖော်ထားတဲ့ဆက်ကောင်လေးတွေကိုအပြင်တော့က အဲ့ဘယ်လိုပြောရမလဲကာရိုက်တာနဲ့အစားမထိုးနိုင်တာလေးရှိတတ်တယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့ဒီမက်ချော်ကကြတော့ကာရိုက်တာတွေကသူကအရန်အလေးထားပေးတယ်ကာရိုက်တာဒီဝတ္ထုထဲမှာပါတဲ့ကာရိုက်တာတစ်ခုချင်းစီကိုသူကဒီစာအုပ်ထဲကဇက်ကောင်ကြီးအတိုင်းအနည်းဆက်ဆုံးသူစူးစမ်းပေးတယ်ပေါ့နော်ပြီးတော့ဇညုံးပြန်ခွဲလို့ကလည်းညီမကိုတိုင်ပဲဆိုတော့ကိုယ့်ရဲ့ဆက်ကိုလုံးဝပြတ်မသွားအောင်မူရင်းရက်သားနေပြီးတော့လုံးဝချုံမထွက်သွားအောင်အကောင်းဆုံးစူးစမ်းခဲ့တယ်အဝတ္ထုထွက်ထားရဲဆိုတော့ညီမကဒီလိုပေါ့နော်ပုံလေးကနေပြီးတော့ အဲ့လိုမျိုးတနိုင်ငံလုံးအနှံဖြန့်ချီရမျိုးတော့မရှိပါဘူး2021တုန်းကတော့ညီမရဲ့ဒီစာဖတ်ပိတ်သက်တွေအတွက်ပေါ့နော်ညီမရဲ့အဲဒီစာဖတ်သူတွေအတွက်အုပ်ရီ100 150အဲ့လိုမျိုးလေးထုတ်ပြီးတော့ဟိုရှောင်းခဲ့ရတာရှိရပါဘူးဟုတ်ကဲ့ရှင်ပါညီမအဲ့ဒီဇက်ကိုရေးတော့ဟာပေါ့နော်2023ခုနှစ်ကရေးခဲ့တာပေါ့2023ခုဆိုနှစ်နှစ်လောက်တော့ရှင်းနေနေပါရှိနေပြီညီမအဲ့ဒီဇက်ကိုရေးတာညီမကတော့ဒီ online ပေါ်မှာပေါ့နော်တပိုင်းချင်းစီတင်တာတပိုင်းချင်းစီတင်တယ်ဒီနေ့တပိုင်းတင်တယ်တပိုင်းပြသွားရင်တပိုင်းကို update ပေးတယ်အဲ့လိုမျိုးဆိုတော့လေ အဲ့ဆောင်ရေတော့မမရ6လလောက်ကြာပါတယ်ဟုတ်ကဲ့အချိန်ကြာပြီးဖန်ပြီးခဲ့တဲ့ဇလန်းပေါ့နော်ဟုတ်ခုနကပြောသလိုအမတကယ်တတိရှိတော့ဘယ်လိုပြောရမလဲဒီဖင်းသူတို့တမီးဆိုရင်ညီမကိုယ်တိုင်မူရင်းဝိထုစာရေးဆရာဒီဇက်ကိုရိုက်ဖြစ်မယ်လို့တကယ်မထင်ခဲ့ဘူး ောက်ဆိုကိုဖန်တီးထားတဲ့ကဘာကြောင့်ကိုသိတယ်ကမပြောသလိုမြန်မာနိုင်ငံ Trump မဟုတ်ဘူးဒီလိုဆက်မျိုးဆောင်မြန်မာနိုင်ငံမှာတခါမှမရိုက်ပြန်မရှိဝေဖန်မှုတွေပါလေဆိုတော့ရှိမှာပဲလေဒါပေမဲ့အမကတော့သူကရုပ်ဝင်းတယ်အဲ့ဆက်ကိုရွေးခဲ့တယ်အဲ့ဆက်ကိုရွေးတော့ပထမပြောသလိုပဲပေါ့နော်ညီမတို့ထုတ်လို့ရနှစ်ခုလောက်ကိုပြကြည့်တယ်ဒါပေမဲ့ထုတ်လို့နှစ်ခုကမရိုက်ရဲဘူးညီရဲတော့ဒီ KBNH company နဲ့ဆက်ဆက်မိွားတာပေါ့ဆက်ဆက်မိွားတော့ဆက်ဆက်မိွားဒီဇလန်ကိုရိုက်ဖြစ်သွားတယ်ပေါ့ဝိတုညီမကစာရေးသူတရားဖြစ်တဲ့တော့ဝိတုဖန်ရဲ့သဘောထားအရင်ကိုအလေးထားပါတယ် အားကြောင့်မို့လဲကိုယ်တိုင်ဇယုံရဲချိန်ပါပေါ့နော်ဟိုဒါညီမတို့စီစဉ်နေနဲ့ခွဲမယ်ဆိုတော့မွေဝှထုရဲ့လမ်းကြောင်းတိုင်းတော့မသွားဘူးပေါ့နော်မွေဝှထုမှာဘိုင်းတစ်ကနေနှစ်သုံးနေအဲ့လိုအစင်လိုက်သွားလို့ရတယ်ညီမတို့စီစဉ်နေနဲ့ပြန်ခွဲတဲ့အခါကျတော့အမ်ဒါမှကြော်အင်တာဗျူးတွေမှာဖြေခဲ့တယ်လို့ပဲပေါ့နော်ဘယ်လိုပြောရမလဲညီမတို့ဒီစီစဉ်ဝမ်းမှာဆိုရင်ဘယ်ဟာတွေကလူတွေပို့ပြီးစိတ်ဝင်စားမလဲဒီမှာမှဆိုရှုပ်သွားမှာဟုတ်ကောင်းမိတ်ဟာလေးစီစဉ်မှာထည့်သွားမှာရှုပ်သွားမှာနောက်ဆုံးကြမှာစီစဉ်2ကြမှာဒီ hint လေးနဲ့ပေါ့เนาะစီစဉ်2စီစဉ်2အတွက်ခြံသွားမှာပေါ့အဲ့လိုမျိုးဆိုတော့မူရင်းဝှထုနဲ့တော့ ဟိုအစာပြောတဲ့အချိန်မှာမတူနိုင်ဘူးပေါ့နော်မတူနိုင်ဆိုရင်ပဲညီမပြောသလိုပဲပေါ့ညီမဒီစာအုပ်လေးကိုဖန်တီးတဲ့အချိန်မှာလည်းပြောခဲ့သလိုပဲပေါ့6လလောက်အချိန်နေအများကြီးယူခဲ့ရတယ်အဲ့လိုအချိန်နေအများကြီးယူခဲ့ရတော့မှပဲကိုထက်ရေးခြင်းပဲမယ်မရေးပြလိုက်တဲ့ဘာလို့စကြောင်းလေးတွေအများကြီးရှိတယ်ပေါ့နော်အမကပြောတယ်ညငါခွင့်ရေးပေးရနေတရားကိုဒီဝတ်ထုတစ်စက်ကဇလန်းထဲမှာစိတ်ကြိုက်ဖန်တီးစိတ်ကြိုက်ထဲပေါ့ဒါလည်းအဲ့လိုမျိုးလေးတွေထဲဖို့ရှိရဲဆိုတော့အဲဘူရင်ဝတ်ထုနဲ့တော့ ော်တရားရခိုင်နှုန်းတူချင်းမတူနဲ့ဒါပေမဲ့ညီမပြောနိုင်တာတခုပါတော့ညီမတို့ပြောင်းလိုက်တဲ့မြတ်အကုန်လုံးကဒီဇက်ကိုပိုကောင်းမှုအတွက်ပဲဖြစ်တယ်ပေါ့နော်ဝိထုဖန်တွေလုံးဝစိတ်မပြည့်စေရပါဘူးအဲ့လိုတော့တကယ်ကျွန်တကယ်အာမခံတယ်မဟုတ်ကဲ့ရှာအာခုကညီမကဒီဇလန်းတွဲရိုက်နေလို့ပေါ့နော်ဇလန်းတွဲရိုက်နေလို့အမ်လက်တလောညီမရင်းနေတဲ့အုံကိုရင်းအပုပ်လေးနားထားရတာရှိတယ်နားထားရှိရဆိုရင်ပဲဒေတာနဲ့ကိုကအွန်လိုင်းကနေပြီးတော့ဒီချိန်လေးရောက်လာဆိုတော့ကိုစာဖတ်သူကိုလုံးဝမေ့ထားလို့လည်းမရဘူးလုံးဝလည်းမမေ့ပါဘူးလို့ တက်နိုင်သလားအခုလည်းဟိုညီမရဲ့ wall ထဲမှာစာရေးတင်နေတာပဲဟိုကိုရင်ပုတ်တွေကိုလည်းညီမအချိန်ရရင်ရသလိုပြန်ပြီးရေးမှာရေးပြရတယ်ကိုဒီဘက်ကရုပ်ရှင်ရိုက်ကူးရေးပေါ့နော်စာတမ်းရိုက်ကူးရေးဘက်မှာဟိုအလုပ်တွေပြီးရတယ်ဒီ online server တွေပေါ့ကံဖတ်အနေနဲ့ပြန်လာခဲ့မှာပါလားဟာ